ဲ့ပဲလိုက်တော့မင်းကိုမမိုးခိုင်ရန်တရားစွဲနေပြီလို့ပြောတဲ့ချိန်မှာဇော်ဘုံရမမိုးခိုင်ဆိုတာဘယ်ကဖာတယ်မလဲအတူတူဒီကောမက်ဖတ်ပြီးပြောပါလေဟာအဲ့ဒါကလေးကလားပါဗျာအဲ့ကျွန်တော်လည်းဆဲနေရပါလေကျွန်တော်တို့လာဆဲပြီးကျွန်တော်ဆဲတာပဲအဲ့လူကြီးလည်းပြစ်ပါပေါ့ကျွန်တော်ဘာရှိလို့လို့ချက်ချက်ယောက်ကကြီးနေကျွန်တော်တရားစွဲမယ်ဆိုတော့ကျွန်တော်တရားစွဲကျွန်တော်တရားစွဲမယ်ဆိုတော့မိမဟာလို့နော်အတူပဲတောင်းကြတော့မှသူဒီလိုမျိုးပဲခမင်းလိုဟာဟိုဟာလှုပ်ပြီးတော့မှနေပူလန်းပြီးစပုတ်တဲ့ထိုးရမယ်လို့ဘာလို့ပြောပြောနေလေနာမည်တက်ပြောတာမှမဟုတ်လားအဲ့လိုမျိုးချက်ချက်ယောက်ကကြီးနေအဲ့လိုဆွဲလို့ရတယ်ဆိုရင်ကျွန်တော်လည်းဆွဲမှာပေါ့ ျွန်တော်လည်းပြောတာပဲလေ MD1 PDF တို့ MD1 တရင်ပေးတို့ဟမ်ကျွန်တော်ကခွက်ခောက်ပါတယ်တို့အလူခံပါတယ်တို့မဆိုးတဲ့လောင်းနဲ့စစ်တရင်နဲ့ပေးပါတယ်တို့ကျွန်တော်ပိုးပိုးစိုးမဆက်ပြောတာလားကျွန်တော်အောက်တန်းစားတို့ဓမိန်ဂျုံတို့ဘသူစပြောတာလဲမြန်မာနိုင်ငံနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကထုတ်ထားတဲ့တရင်လေးအဲ့ဒါကပါလဲကျညာဥပဒေကျညာချက်ပေါ့နော်အဲ့ဒါကပါလဲဆိုတော့အင်တာနက်လူမှုကွန်ရက်များပေါ်တွင်လူပုဂ္ဂိုလ်ဆိုင်ရာစော်ကားအသေးဖြတ်မှုများကိုတရားစွဲတိုင်တန်းနိုင်ကြောင် အတိပေးထုတ်ပြန်ကြဲဆိုပြီးတော့သတင်းစာတွေမှာအတိလင်းကြညာတာလေကျွန်တော်လည်းဆွဲမှာပေါ့အဲ့ဒါဆိုရင်ဟုတ်လားဟုတ်လားဆွဲလို့ရတာပဲကျွန်တော်လည်းဟုတ်လားအဲ့ကြမှာတော့ကိုဘကိုဆူတောင်းနေဟုတ်လားနော်ကျွန်တော်လည်းပြင်ဦးလေးကဆွဲမယ်ဗျာမုံရွာကနေဆွဲမယ်ဗျာကြည့်ပါဖြစ်လို့ဦးမကျွန်တော်မုံရွာကနေဆွဲမယ်ခဏလို့ပြောတယ်ရန်ကုန်ကဆွဲဆိုကျောက်မုံရွာမှာရှိတယ်မုံရွာကနေတက်ဆွဲမယ်ခဏလို့လာချင်းအဲ့လိုပဲလေ ို့လက်သားလာရဲဖို့ပဲဆုတောင်းတာဇော်ဘုံရတောင်းတကုံစကန်းကိုအချိန်မရွေးသွားတယ်ဇော်ဘုံရဝင်ရမယ်လူလုံကြုံရေးလုံကြုံရေးဘာမှတရားရုံးလို့ရဲစကန်းလို့လည်းမဆိုင်ဘူးလုံကြုံရေးရဇော်ဘုံရဝင်ရမယ်လူကအနည်းဆုံးအယောက်တစ်ထောင်လောက်ရှိတယ်လုံကြုံရေးကိုပြောတာနော်တိုင်းချစ်ပြချစ်မျိုးချစ်တဲ့စပီကာတယောက်ဖြစ်တဲ့အတွက်ဇော်ဘုံရကိုဝင်ရမယ်လူကအယောက်တစ်ထောင်ကျော်တယ်ဇော်ဘုံရတတော်အသေးမခံနိုင်ဘူးငါတို့ပဲသေခံမယ်ဟုတ်လားဇော်ဘုံရလုံကြုံရငါတို့ယူပေးမယ်အမြန်လမ်းမှာအမြန်လမ်းကနေတောင်းတကုံစကန်းတိတောင်တန်းစီခိုင်းလာလို့ရတယ်ယုံလားမယုံရင်ပုံမြင်လို့မလိုက်ဖြစ်လာကြည့်လိုက် လုံချုံရေးပြောတာနော်ပြည်သူလုံချုံရေးပြည်သူလုံချုံရေးကိုပြောတာလက်နက်ကန်လုံချုံရေးမဟုတ်ဘူးအဲ့လို့ဆိုရင်သဘောပေါက်လိုက်ရှင်းလားခမားတို့လည်းခမားတို့တရားစွဲတဲ့အချိန်ကျရင်ရောက်အောင်လာခဲ့ကျွန်တော်ခမားတို့နေ့တိုင်းတန်ပေါက်ထုတ်ပါလို့နဲ့ခမင်းကျေးပါမယ်ခမားတို့ကားစီမိုးတွေခံပေးမယ်โอเคခမားတို့တော့ချုပ်ကိုခမားတို့60တောက်ကကြီးနဲ့ဆဲလို့စွဲတယ်ဆိုရင်ချုပ်ကလည်းစွဲရင်ခမားတို့လည်းလာဖို့လာလို့ထားဟုတ်ပြီလားတရားဥပဒေမှာဒီအချိန်မှာအမှန်တရားပဲလက်ရှိအနေအထားမှာအင်တာနက်လူမှုကွန်ရက်က လူတိုင်းအသုံးပြုလို့ရတယ်လူတိုင်းလည်းကြိုက်တာအော်လို့ရတယ်တဦးချင်းစီဖြစ်စီတယောက်ချင်းစီဖြစ်စီအဖွဲလိုက်စီဖြစ်စီတို့ပေမဲ့ဗယံပရာအော်လို့မရဘူးဗယံပရာပြောလို့မရဘူးဆိုတာဒါဒီဥပဒေဒီဥပဒေတွေကတားမြစ်ထားတာပေါ့နော်ဒါကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲကအတည်ရင်းထုတ်ပြန်လာတာဖြစ်တယ်အဲ့တော့ဒီဥပဒေတွေ ਨੇ တရားစွဲဆိုခံထားရရင်လဲဒီတရားစွဲဆိုခံထားရတဲ့လူကိုဥပဒေမှာပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်အတိုင်း တရားဆွဲဆိုပိုတာဝန်ရှိတယ်။နော်တာဝန်ရှိတယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိုးမိုးခိုင်နဲ့ဇော်ဘုံဟိန်းတို့ဘွဲမှာအောင်မင်းကမိုးမိုးခိုင်ဘက်ကယက်တီမဲလို့ထုတ်ဖော်ပြောဆိုလာတဲ့ရုပ်တံတွေအပြင်မိုးပြဲတို့စစ်ကောင်စီကအင်အား600ကျော်ဖြင့်ထိုးစစ်ဆင်လာပြီးစစ်တပ်ဖက်မှ23ဦးသေဆုံးအလင်းဝင်သူစစ်သား16ဦးရှိပြီးစစ်သား3ဦးကို အရှင်ဖမ်းဆီးရရှိ ရှမ်းပြည်နယ်နှင့်ကရင်နီအဆက်မိုးပြဲမြို့နယ်တို့စစ်ကောင်စီကအင်အား600ကျော်ဖြင့်ထိုးစစ်ဆင်လာပြီးတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကစစ်တပ်ဘက်မှ23ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြူဟာအမတ်တပြောရေးဆိုခွင့်ရှိသူကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ယခုမေလ6ရက်နေ့မှစတင်ပြီးမေလ16ရက်နေ့ထိစစ်ကောင်စီတပ်ကပြည်သူစစ်ဖနောက်တပ်များနဲ့ပူးပေါင်းပြီးအင်အား600ကျော်ဖြင့်ကုန်းကြောင်းနှင့်ရေကြောင်းမှတဆင့်တော်လှန်ရေးတပ်များထိန်းချုပ်ထားသောမိုးပြဲမြို့သို့ထိုးစစ်ဆင်လာကြောင်းစစ်ကောင်စီကမိုးပြဲမြို့တွင်သို့စစ်ကြောင်းတစ်ခုမိုးပြဲကုန်းသာစစ်ကြောင်းနှင့်ဖဲခုံမြို့နယ်နှင့်ညောင်ရွေမြို့နယ်ဆက်သို့စစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်း3ခုဖြင့်ထိုးစစ်ဆင်လာကြောင်းသိရှိရသည် မိုးပြဲမြို့တို့ညောင်ရွေမြို့နဲ့နှင့်ဖဲခုံမြို့နဲ့အဆက်ရေပူကြီးရွာဆွန်ဆွဲကြီးရွာနှင့်လွယ်လုံကြီးရွာဘက်မှတဆင့်ထိုးစစ်ဆင်လာသောစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ရှမ်းတောင်ကရာကရင်နီစစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသခွဲ PDF ဖြူဟာအမှတ်တရစီမံကုကဲရေးအောက်တွင်ရှိသော PDF အမှတ်ပုံ1006တက်ရင်3109တက်ရင်နဲ့ပြစစ်ကြောင်းလူက30ရက်တာခုခံတိုက်ခိုက်ခဲ့ကြောင်းရင်းတိုက်ပွဲများတွင်စစ်ကောင်စီတပ်ပြည်သူစစ်နှင့်နော်တိုဘတ်မှ16ဦးထပ်မံတေဆုံးခဲ့ပြီးဒဏ်ရာရရှိသူများပြကြောင်းအဆိုပါစစ်ကြောင်းဤထိုးစစ်ကိုတော်လန်ရေးတပ်များကဟန်တားနိုင်ခဲ့ကြောင်းသိရှိရသည်ထို့ပြင်စစ်တပ်နှင့်ဗနပူပေါင်းပြီးစစ်ကြောင်းဤတိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်းကိုလည်းတော်လန်ရေးတပ်များကပြစ်ခတ်နိုင်ခဲ့ကြောင်းသိရှိရသည်ပြန်တဲ့နေရာတော့ဟိုမှာ ။ဇကိုင်းဟိုမှာပုံလေးတွေတင်ပြီးမယ်။ဇကိုင်းအဝင်မှာမဟုတ်ဦးမှာတော့ကျွန်တော်တို့တော့မပါဘူးပေါ့နော်။အဲ့ကားမှာကားဘုံဆွဲခံရတယ်။ဘုံဆွဲလိုက်တော့ကျွန်တော်တို့နဲ့လည်းမဆိုင်ဘူးအဲ့ဒါ။တို့တို့ပါတို့ရမ်းဆွဲတာကျွန်တော်တို့ကကျွန်တော်တို့ပါကျွန်တော်တီးတက်သွားတာ။နော်အဲ့မှာသွားတဲ့စစ်ကြောင်းကားရှိတယ်။နော်သွားတာကျွန်တော်တို့လည်းအဲ့ဒီကတည်းကတည်းပဲ။ဒါပေမဲ့ကျွန်တော်တို့နဲ့လည်းမဆိုင်ဘူး။တကောင်ကျစစ်တပ်ကားမြင်ဆွဲတာပဲနေမှာပေါ့။အဲ့ဒါအရက်ကအဖိုးကြီးတယောက်ထိသွားတယ်။နော်တို့ဘုံဆွဲလိုက်တာ။ကျွန်တော်လည်းအဲ့ဒီပဲထွက်လာတာပဲ။ 就自家养，的者自家养的比较多。那你老大还喂鸡，呃，喂少屋里边比较多，老的还鸡也比较多。哦，那边多嘛，其他的狗吃的，还那边话的就讲讲一种，大鸡的又多嘛，喏，大鸡的又多嘛，大鸡的家里嘛便宜啦嘛，便宜一点嘛，喏。哎了了了，哎了了不丢嘛？不嘛，真好，便宜便宜的。哎，刚刚才刚刚的天呐，就你没看到没着急呐？真好，白露没便宜的了的，真好，自家养嘛多的的，好。啊，木粉呐，这家说养的木，敲个早嘎子，哎，肉便宜不便宜不？喏。 ။ဘာလို့လျှောက်ပြောနေရမှန်းလည်းမသိဘူး။အဲကျွန်တော်မဖမ်းလို့ရတယ်ကျွန်တော်။ဖမ်းဖမ်းလို့ကြအောင်ကျွန်တော်ကလူတကောင်အဲကောင် PDF ပါတို့အဲကောင်ကအလူမူတွေလူကန်တွေပါတယ်လို့တောင်းစားနေပါတယ်လို့ကျွန်တော်ပြောထားတာမဟုတ်ဘူးဗျ။နော်ကျွန်တော်ကျွန်တော်ကအဲ့လိုလေးပဲဆိုတာသူတို့ဆဲပါတယ်ဆိုပြီးတော့မှကျွန်တော်အဲ့ကြောတဲ့တောက်ကကြီးနဲ့တော်ပြီတရားဟိုဘာရဲစကမ်းမှာအဲသူတို့ဟိုဖြစ်တယ်ဘာညာဆိုတော့လူပိန်းကြိုက်ပေါ့ဗျာအမှုသွားဖွင့်တာပေါ့အမှုသွားဖွင့်တော့ရဲစကမ်းလည်းရဲစကမ်းလည်းအမှုဖွင့်တာပဲဗျာခဏဘာလို့ဖွင့်ဖွင့်သွားဖွင့်လို့ရတာပေါ့အမှုဟုတ်ကဲ့ဘာဖွင့်မှာ ဟုတ်လားကျွန်တော်ပြောပြီးပြီခင်ဗျားတို့နောက်ဆုံးချိန်ကြီးရအမှုမပွင့်ပေးရဲဥပဒနာချအောင်ပါတို့ကအတောင်တကုံရဲစကန်းစကန်းမှုတို့ဘာလို့တို့ပြဿနာချအောင်ပါကျွန်တော်တို့အမှုသွားပွင့်တာကျွန်တော်တို့မပွင့်ပေးပါဘူးဘာအောင်ကြောင့်ပြောအောင်ပါအဲ့တော့ဟိုကလည်းစိတ်ချမ်းသာအောင်ဆိုအမှုဖွင့်ပေးလိုက်တာအမှုမင်းအမဘာလည်းဖွင့်မလဲဆိုရင်ဘုံနေပါလိမ့်ပေါ့နော်သူပေးတယ်အမ်ဟုတ်ပြီအဘုံကချက်လက်နဲ့ဟိုဆက်တော်ရေးဝန်ကြီးဌာနပေါ့နော်အဲ့ကိုတင်လိုက်တယ်ကျွန်တော်ဆက်တော်ရေးဝန်ကြီးဌာနကလည်းသူကလည်းကြည့်မှာပေါ့ဟမ်ဆက်တော်ကကြီးအဲ့သူ့ကိုဆဲတာပြန်မှသူ့ကိုဆဲလိုက်တာလေဇော်ဘုံရဟုတ်ဇော်ဘုံရဟုတ်တယ်သူကွန်မန့်ဖတ်လိုက်တယ် ကိုမပြလိုက်တော့မင်းကိုမမိုးခံရတရားစွဲနေပြီလို့ပြောတဲ့ချိန်မှာဇိုဘုံရမမိုးခံဆိုတာဘယ်ကဖာတယ်မလဲအတူပြောသူကွန်မန့်ဖတ်ပြီးပြောပါလေဟာအဲ့ဒါကလေးကလားပါဗျာအဲ့ကျွန်တော်လည်းဆဲနေရပါလေကျွန်တော်တို့လာဆဲနေပြီကျွန်တော်ဆဲရပါပဲအဲ့လူကြီးလည်းပြစ်ပါပေါ့ကျွန်တော်ဘာရှိလို့လဲဆက်တဲ့ယောက်ကကြီးနေကျွန်တော်တရားစွဲမယ်ဆိုတော့ကျွန်တော်တရားစွဲကျွန်တော်တရားစွဲမယ်ဆိုတော့မိမအားလို့နော်အတူလည်းကောင်းကြတော့မှသူဒီလိုမျိုးပဲဆဲခမင်းလိုဟာဟောလို့ပြီးတော့မှနေပူလမ်းပြီးစပုတ်တယ်ထိုးရမယ်လို့ဘာလို့ပြောပြောနေနမတက်ပြောတာမဟုတ်လားဟုတ်တယ်မလားနမတက်ပြောတာဘလို့တရားဝင်မှာလား ။အာလေးပါလေ။တက်မတော်အတိုင်းဝိုင်းရကျွန်တော်အကြောင်းသိပြီလား။ဇော်ဖုံးကြီးတက်မတော်တက်မတော်အခုလက်ရှိဖြစ်နေတဲ့အချိန်ကမျိုးမှာသူတက်နိုင်တဲ့ဘက်ကအုတ်တချက်တက်တဲ့ဘက်နဲ့သူလုံပေးနေတယ်ဖုံးပေးလိုက်ပါလေ။ဖုံးပေးလိုက်ပါ။ဇော်ဖုံးကြီးရန်သူတရင်တွေပီဒီအက်တရင်တွေထောက်ဖို့တရင်တွေသူဘယ်လိုလုပ်နေလဲ။နောက်တစ်ခုကမြေကြီးမှာဇော်ဖုံးကြီးဗေဒီသွားပြီးဘာတွေလုပ်နေချက်လက်လေကုန်တွေးမှာ။နော်အကုန်တွေးမှာအကုန်တွေးရမှာ။အဲ့မှာမှာအော်ကျွန်တော်ဒီလိုလုပ်ခဲ့တဲ့လူကကျွန်တော်ဒီလိုလုပ်လာဆိုကျွန်တော်ပြန် ပြီးတော့မှအကူအညီတောင်းလို့ရတယ်ကျွန်တော်တို့မစိုးရိမ်နဲ့ဘောင်မွေဘောင်မွေရရနော်ဘောင်မွေအေးဆေးပဲကြားလာပါလားငါလာကွဲအောင်တရရဲ့တော့တွေ့ရမှာပေါ့ကျွန်တော်လက်သေးပေါ်ထားတယ်မိုးမရွာဘူးမိုးကြိုးပြစ်လိုက်မှာဘုံလိုပြစ်ချလိုက်မှာသူ့လည်းကိုယ်လည်းဆိုတာရှိရလေကိုယ်လည်းကြရင်တာသူတို့လိုမျိုးချောချောက်ကကြီးနဲ့အဲ့လိုဆွဲလို့ရတယ်ဆိုရင်ကျွန်တော်လည်းဆွဲမှာပေါ့ကျွန်တော်လည်းပြောတာပဲလေ MD1 PDF တို့ MD1 သတင်းပေးတို့ဟမ်ကျွန်တော်ကခွက်ခောက်ပါတယ်တို့ အလူခံပါတယ်လို့မဆိုတလုံးနဲ့စစ်တရင်နေပေးပါလို့ကျွန်တော်ပြပြပူးစုမဆက်ပြောတာကျွန်တော်အောက်တန်းစားတို့ထမိန်ကြုံတို့ဘဒူစပြောတာလေကျွန်တော်လည်းဆွဲပါပေါ့အဲ့ဒါဆိုရင်ဟုတ်လားဟုတ်လားဆွဲလို့ရတာပဲကျွန်တော်လေဟုတ်လားအဲ့ကြမှာတော့ကိုဘကိုဆူတောင်းလေဟုတ်လားတော့ကျွန်တော်လည်းပြုံးလေးကဆွဲမယ်ကမုံလားလေဆွဲမယ်ကကြပါဖြစ်လို့ဥမာကျွန်တော်မုံလားလေဆွဲမယ်ခဏလို့ပြောတယ်ဆိုရန်ကုန်ကဆိုဆိုတော့တုတ်မုံလားမှရှိတယ်မုံလားလေတက်ဆွဲမယ်ခဏလို့လည်းလာချင်းအဲ့လိုပဲလေ ကိုလည်းတိုင်းလာရဲဖို့ပဲဆုတောင်းတာစောဘုံရတောင်းတကုံစကန်းကိုအချိန်မကြီးသွားတယ်စောဘုံရဝင်ရမယ်လူလုံကြုံရေးလုံကြုံရေးဘာမှတရားရုံးလို့ရဲစကန်းလို့လည်းမဆိုင်ဘူးလုံကြုံရေးရစောဘုံရဝင်ရမယ်လူကအနည်းဆုံးအယောက်တစ်ထောင်လောက်ရှိတယ်လုံကြုံရေးကိုပြောတာနော်တိုင်းချစ်ပြချစ်မျိုးချစ်တဲ့စပီကာတယောက်ဖြစ်တဲ့အတွက်စောဘုံဝင်းကိုဝင်ရမယ်လူကအယောက်တစ်ထောင်ကျော်တယ်နော်ဘာမှမဟုတ်ဘူးတရားရုံးကြောင့်လည်းမဟုတ်ဘူးရဲစကန်းကြောင့်လည်းမဟုတ်ဘူးလုံကြုံရေးကြောင့် ဇော်ဘုံရဲ့အတက်ကိုအနေနဲ့ပြုမှဆိုးလို့ဝိညာဉ်နဲ့တူကမြန်မာနိုင်ငံမှာဒီနေ့អော်လိုက်ကျွန်တော်ရဲ့လုံခြုံရေးကိုကျွန်တော်တို့ရဲ့ပြည်သူလူထုကကျွန်တော်ကိုတကယ်ချင်းလာရောက်ဝိညာဉ်ပေးပါလို့ပဲကျွန်တော်ရဲ့အတက်အနေအတွက်ကျွန်တော်ကိုလာရောက်ဝိညာဉ်ပေးပါလို့တခုံးနဲ့ပြောလိုက်ခဏတော့ပြောတဲ့ရဟန်းရှင်သူမိဘပြည်သူတွေအကုန်ထွက်လာလိမ့်မယ်ဇော်ဘုံရဲ့တက်တော့အသိမခံနိုင်ဘူးငါတို့ပဲသိခံမယ်ဟာလားဇော်ဘုံရဲ့လုံခြုံရေးငါတို့ယူပေးမယ်အမြန်လမ်းမှာအမြန်လမ်းကနေတောင်တကုန်စကန်တီတောင်တန်းစီခိုင်းလာလို့ရတယ်ရုံတော့ရုံရင်ပုံမြင်လို့မလိုက်ဖြစ်လာကြည့်လိုက်လုံခြုံရေးပြောတာတော့ ပြည်သူလုံခြုံရေးပြည်သူလုံခြုံရေးကိုပြောတာလက်နက်ကန်လုံခြုံရေးမဟုတ်ဘူးအဲ့လို့ဆိုရင်သဘောပေါက်လိုက်ရှင်းလားခမားတို့နဲ့ခမားတို့တရားစွဲတဲ့အချိန်ကျရင်ရောက်အောင်လာခဲ့ကျွန်တော်ခမားတို့နေတိုင်းတန်ပေါက်ထုတ်ပါတို့နဲ့ခမင်းကျွေးပါမယ်ခမားတို့ကားစီမိုးတွေခံပေးမယ်โอเคခမားတို့တော့ချုပ်ကိုခမားတို့60တောက်ကကြီးနဲ့ဆဲလို့စွဲတယ်ဆိုရင်ချုပ်ကလည်းစွဲရင်ခမားတို့လည်းလာဖို့လာလို့ထားဟုတ်ပြီလားတရားဥပဒေမှာဒီအချိန်မှာအမှန်တရားပဲခမားတို့နောက်ကလက်မဲကြီးလက်နီကြီးကျွန်တော်လာမပြောနဲ့ကျွန်တော်ဆိုတော့လည်းတိုင်းပြည်ပြည်သူတူတယောက်ဟုတ်ပြီလားအမှန်တရားလူတယောက် ဘယ်သူမှမပါဘူးဘယ်သူမှခမားတို့လိုပတ်စံရပြီးတော့ပတ်စံရတဲ့လုပ်တွေလူကြီးတွေကိုပတ်စံရမှာပါလို့လုပ်တဲ့လုပ်တွေဟိုဒီချိန်ထဲကခမားတို့ဘာကြီးလုပ်ကြလဲခမားတို့သိပါတယ်နော်ဟုတ်ပြီလားသူဆွဲကိုဆွဲဆွဲတယ်ဟာကျောင်းဆွဲရတာဟုတ်လားဟမ်ကိုလည်းကြောင်ရလာရလားလို့လာခဲ့ဟုတ်တယ်မလားလာခဲ့အဲ့တော့ခမားတို့ဘာမှတော့ပြောကြအကြောင်းရှိပါဘူးနော်ခမားတို့တော့အဲ့ရနဲ့ဆွဲသေးရဆိုတော့ကျုပ်တို့ကလည်း ဆွဲပါဗောဆွဲတော့လာပါဗောနော်လာခဲ့ဟုတ်လားလာခဲ့ရောက်လာခဲ့လူဆိုတာကအသွားအပြန်နေရှိတယ်မုံရွာကနေဆွဲရင်မုံရွာကိုရောက်အောင်လာဟုတ်ပြီလားလူလားဒီလိုပဲလေကျွန်တော်လည်းအောက်တန်းသားတို့အလူခံတယ်တို့ခွက်ခောက်တယ်တို့ပြောတာလေနော်တရားဆွဲတော့ကျွန်တော်ဖြစ်နေတာလေအဲ့တော့ကျွန်တော်ယဉ်ယဉ်ပြောခဲ့တာပဲသူ့ရင်ဆွဲခဲ့တာသူ့ဆက်သူမြန်အောင်ကဟုတ်တော့လား ဟုတ်လားအဲ့တော့ကျွန်တော်ကကျွန်တော်ကဆဲရဆိုတော့သူ့ကိုလည်းဆဲတာလည်းမဟုတ်ဘူးသူ့ကိုလည်းတနေကုန်ထိုင်ဆဲနေအောင်သူ့ကိုကျွန်တော်သိအောင်မသိဘူးနော်ဒါဆိုရင်တော့သူ့ကသူဘယ်လိုပုံစံနဲ့ဟိုနိုင်ငံတော်မှာချင်းမြလို့လာပဲဖြစ်ဖြစ်ကျွန်တော်သူ့ကိုမပုတ်ခတ်ခဲ့ဘူးလုံးဝတန်ခဲ့ဘူးဘာမှထိုးနေခဲ့တာတိုက်ခိုက်ခဲ့တာမရှိဘူးအဲ့ဒီအမျိုးသမီးကိုတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ပတ်သက်လို့ဒီအမျိုးသမီးကိုသိလည်းမသိဘူးတိုက်ခိုက်တာကထိုးလည်းမထိုးနိုင်ဘူးသူကကျွန်တော်ကိုစပြောလာတာအောက်တန်းသားထမိန်ကျိုးခွက်ခေါက်လူခံရတဲ့ဥစ္စာကိုရဲဘော်စစ်တီတွေကိုမလို့သာပေးပြီးတော့မှကျမတို့ရဲ့နိုင်ငံကြီးကိုဘာဖြစ်ပါ냐ပဲသူ့ကိုရင်ပြောခဲ့တာသူ့ကိုကျွန်တော်မုံရွာကနေတရားစွဲမယ် မုံရွာကိုရောက်အောင်လားဟုတ်ပြီလားဟာအလဲတောင်တကုံတော့ကတော့ရတယ်လေရန်ကုန်မှာလေဘာဆန်းတော့တောင်တကုံမှာဟိုတယ်ပိုင်ရှင်တယောက်တော့မှလုံကြုံရေးအဖြစ်တောင်းဝင်မယ်လို့ပြောတာပြီးသားနော်ပြောတာပြီးသားဇော်ဝင်းကိုချစ်တဲ့လူတွေကမဲ့မှာလည်းဖတ်ကြည့်လိုက်တနိုင်ငံလုံးဖုံးဆက်တဲ့လူတွေရောမပါသေးဘူးနော်အတက်ကိုဝင်ရမှာဥပဒေကိုဝင်ရမှာမဟုတ်ဘူးဥပဒေကိုဘယ်သူမှမဝင်ရဘူးဥပဒေကဥပဒေတိုင်းသွားမှာကျွန်တော်ရဲ့အတက်လုံကြုံရေးကိုဝင်ရမယ်အမျိုးသားကြီးတမားတွေရဟန်းတန်တာတွေညာကြီး 好了，几百块几百块，啊，中央还那了五千块，中央还捞五千，啊，那大鱼大鱼啊，办嘞，请对鱼炸鱼吧，好了，还哪个？喏，六级钓的，哎，六级也不六不六，每年不六批多少来做好？每年对家欣赏他，好不啦？我啊，鄱阳的松动的鄱梅港喏，好了，然后每年话六级钓的，你说要摆，你说要干了，好了，六级钓的你连没有五个，慢点。 မမှန်လို့ရှိရင်နေရာတော်ရွှေ့သွားရတယ်အဲ့လောက်ဆိုရင်သဘောပေါက်လိုက်ပင်ဦးလွင်ကနေနေရာတော်ရွှေ့သွားရတယ်အဲ့လောက်ဆိုရင်သဘောပေါက်လိုက်နော်သဘောရင်းဘာကောင်မှမဟုတ်ဘူးအမှန်တရားမျက်နှိုးတဲ့ကောင်မင်းတို့အဲ့ကောင်ခိုင်းတာကိုလိုက်လုပ်နေတာမင်းတို့တင်ထားတဲ့ post တွေအကုန်ကြည့်ပြီးသားငကားကြီးရဲ့ညီလေးညီမတွေကရှင်သေးတွေကြားနေပါတယ်ဩငါ့ကိုလာပြောတယ်မင်းအေကနေရာနဲ့ပတ်သက်ရင်မင်းစောက်အာမချောင်နဲ့အခုမင်းမွေးနေမှာငါမင်းကိုအမှုပွင့်ငန်းလိုက်တဲ့လက်ဆောင်နဲ့66ကကြီးလောင်းနေရတော့ဟီတာပေါ့ကွာဟုတ်လားမင်းလည်းပါလာမယ် အဲ့ငကားကြီးဆိုတဲ့ကောင်ဒူဝင်ဆိုတဲ့ကောင်မှလာမယ်မင်းတို့ပါလာမယ်မင်းမိမပြင်ဦးလွန်ရနေမပြောင်းခင်မှာ KBZ ဘန်မှာပတ်စံဘလောက်ထုတ်သွားရရဆိုတာလည်းဆိုငါမှာဓာတ်ပုံမှန်တန်းနေရှိပြီသားအဲ့ဒီစုပ်စံနေမင်းတို့ဘယ်ရရတာလဲအကုန်ဖုံးမှာနော်အကုန်ဖုံးမှာရှင်းလားဇော်ပွင့်နော်သူများမဟုတ်ဘူးရှင်းလားအဲ့တော့ဓာတ်ပုံတွေမှာပါတယ်နော်မင်းမိမဓာတ်ပုံတွေမှာပါတယ်ဟဲ့အောင်ငါမင်းကိုမင်းနဲ့ပဲပြောတာရှင်းတယ်နော် 老总弟弟，明年连尼姑都闻闻多了，讲哩，懂？对嘛？海哥，你多厉害咱不要我。哎，杨伟说的哪个？谁、嗯嗯、啊？难道这,这么多有名头？懂、嗯？啊、嗯，明年八万了嘛，八万了是吧？八万不交你，那八万不交你，那八万买的二百七，懂？还有那个阿姨，你的你妈的，家里吧、啊，亲弟弟吧，<laughs> 亲弟弟吧，你妈呀！ တော့အမိပါတယ်တွေ့လာချင်းလေးရင်ဘက်မှာထိုးလာတာချင်းသေးဆိုတာငါနော်ချင်းသေးဆိုတာငါငါဒီဥစ္စာကို2005ခုနှစ်တည်းကထိုးလာခဲ့တာဘာလို့လဲဒီလားဖယားချင်းမှာစောင်းတဲ့ချင်းသေးမလို့ကြည့်ကြည့်ထပ်ပြလိုက်မှာပေါ့လေနော်တက်မလာနဲ့နော်ဘယ်လိုပါလဲဆိုတာပြီးတော့အောင် နော်ချိုးစကားတွေကအရင်ဖောင်းသွားမှာတော့မပြောချင်ဘူးနော်ကျွန်တော်ကလည်းတော့မလို့ဟိုတချို့ကလည်းကျွန်တော်မဖမ်းသေးဘူးလားလို့ကြည့်ရမလားအာမဖမ်းဘလို့ဖမ်းပါတော့ဖမ်းလို့ရတယ်မှုမဟုတ်ဘူးနော်အမှုဖွင့်နေခေါ်ယူရမယ်စစ်ဆေးရမယ်အဲ့ဒါကလည်းအပေါ်ကနေဆန်ချက်ကြတာမှသူကလုပ်လို့ရတာဆက်သွေးဝင်ကြီးဌာနကနေဟာဒီလောက်ကတော့ဗျာဒီလောက်နဲ့ဇော်ဘုံရင်ကိုသွားပြီးတော့ဟိုတရားဆွဲတယ်ဖမ်းတရားဆွဲမယ်ဆိုရင်မဖြစ်နိုင်ဘူးဒါနော်60တောက်ကကြီးဆိုတဲ့သဘောတရားပေါ့ဗျာဒါက တိုင်းပြည်မှာနိုင်ငံတော်တမတော်ကောင်ဦးကြီးချုပ်ဦးမေအောင်နိုင်ဦးတော်ကဆဲတဲ့လူတွေအများကြီးပဲဗျာအဲ့ဒါဆက်သွယ်ရေးပုံမှာပဲလေဗျာဆဲနေရပဲလေဖုန်းနဲ့ဆဲတာပဲသူတို့လေဖုန်းနဲ့ရတယ်ဆဲနေရမတွေ့ဘူးလားဟုတ်တယ်မလား PD ရတော့မှအရင်ဝင်လာရင်ဖြောက်ပြီးတော့အခါကရောက်ကြည့်ရဩတွားတွားနေပလေးတွေမသိလို့စီရီယန်ဆရာမတွေဩသူတို့မသိလို့စီရီယန်လုပ်တယ်လက်သုံးချောင်းထောင်တာတို့ဘာလို့ညာတို့နေပလေးတွေကလေးတွေမသိလို့လုပ်တာပါဒါလားအဲ့ဒါဘူးတီလီနဲ့ထိုးတယ်မှုလေတိုင်းပြည်ကဘာမှသိဟုတ်လား ဲ့လိုလူတွေတော့လှုပ်ပေးတဲ့ကြောင်ကျွန်တော်ဒီအားကြီးတော့တာကိုကျွန်တော်ကိုဖမ်းမယ်ဆိုတော့ကျွန်တော်တိုင်းပြည်တော်ကောင်းအောင်ကောင်းချလုပ်ခဲ့တဲ့အရာတွေကဘာဖြစ်သွားမှာလဲကျွန်တော်တမလို့သားတွေအတွက်တရင်လက်ဦးမှုရရှိမဲ့အရာတွေကျွန်တော်သားတွေအတွက်ကျွန်တော်ပေးဆက်ခဲ့တဲ့လုပ်ခဲ့တဲ့အရာတွေအားလုံးကဟာစူတော့လေအဲ့ဒါကြီးကျွန်တော်ဟိုမှာ Facebook မှာလည်းကျွန်တော် Facebook သုံးလို့မရဘူးကျွန်တော် Facebook ကရင်းတော့ကျွန်တော်က9:45မှာ live လွှင့်နေကျွန်တော် Facebook live လွှင့်တာပေါ့နော်အဲ9:45လောက်မှာကျွန်တော်ပြီးတာကျွန်တော်နာမည်ကြီးပဲကျွန်တော်မင်းသားပဲကျွန်တော်ဘာလို့လို့အောင်မြင်နေကော ကိုတို့စိုးတို့ကိုစိုးပါတို့တို့မှစုံသွားတဲ့ကော်ပိုရာနတ်မောက်တို့အခုခေါင်းပြက်ခံရတဲ့မင်းမင်းတို့အခုကောင်နန်းပေးရောက်နေတဲ့အောင်မင်းတို့နော်အောင်မင်းတရင်သမားလားတင်းသမားလားမသိပါဘူးစောက်တနာလူတော့ဟုတ်ဒီလိုလိုကျွန်တော်အမေရှင်နေတယ်ကျွန်တော်လိုက်အောင်ကျွန်တော်လိုက်အောင်မမရရင်ကျွန်တော်ပြဿနာခံရတဲ့လူတွေများရှိတယ်ကျွန်တော်ဘာလို့လဲအောင်မင်းကဘာလို့လဲဘာလို့တကယ်ချစ်လို့တော်တော်တကယ်ချစ်လို့အမှန်တရားကိုရဲဝင်ဝင်ပြောရဲလို့ကျွန်တော်ကအောင်မင်းနဲ့ကောနော်အဲ့လိုလူမျိုးကိုခင်ဗျားလည်းဘာမှမဆိုင်နဲ့ဘူးဒီလီနဲ့ထိုးတယ်မှုဘူးဒီအမွေးရိတ်တယ်မှုလာဖမ်းမယ်ဆိုတော့ဟာအော်အေး ဟုတ်တယ်ဟာကျွန်တော်တိုင်းပြည်ကျွန်တော်တိုင်းပြည်ပြောရအောင်လို့နော်မနာလိုကြဘူးကိုကိုတိုင်းလည်းမစွန့်စားကြဘူးမကြိုးစားကြဘူးနော်ကျွန်တော်ဒီဒီဘက်စပီကာဘက်မှာဆိုရင်တော့တောက်ဖို့တော်လို့ဇော်ပိုးရင်းတို့ဟိုဟာတို့ပေါ့ပူတူမာတို့အဲစမင်ရှင်နဲ့တယောက်တို့အကျွန်လည်းမသိနော်တော့ဟိုကလေးချွေရင်စည်းရမောင်လားအကိုလားမဟာပညာကျော်တို့ရှိတော့ရှိပါတယ်ကျွန်တော်လည်းအဲ့လိုနာမည်တော်တော့ဟိုလိုမသိဘူးလားရဲ့မလားတရင်းမီဒီယာမှာဆိုကျော်မျိုးမျိုးကျော်စိုးအဲစနိုက်ပါစုတို့အနကုနော်တို့လေးတို့ပေါ့နော်ဒါပါပဲအားမရှိပါဘူးနော်ကျွန်တော်လည်းဒါခီးတော့နေလို့ကျွန်တော်ဆုံးနာပြောတယ်မြင်းကြံကိုဖြည့်ဆီးမှာဆိုးလို့ ။ဟောမြင်းညာမျိုးပြတ်သွားရင်တက်မတော်နဲ့မဆိုင်ဘူးနော်။အကြံပတ်လို့တက်မှတ်ထားတဲ့ PDF မြန်မာပြည်အလေပိုင်းဖြစ်တဲ့အညာဒေသဖြစ်တဲ့အတွက်မြင်းညာမျိုးပြတ်သွားခရင်ငတော်ကြီးမျိုးပြတ်သွားရင်တောင်သာမျိုးပြတ်သွားရင်ခင်ဗျားတို့အဲဆောက်တော်သားအညာသား PDF တွေကြောင့်စစ်တပ်ကိုဘာမှလာမပြောနဲ့စစ်တပ်နဲ့မဆိုင်ဘူး။စစ်တပ်ကခင်ဗျားတို့ပြည်သူလူထုကိုကာဝယ်ပေးနေတာ။ဟုတ်ပြီလား။နော်အဲ့တော့မြန်မာပြည်အများဆုံးငင်းကြပါစေခြေတန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်နေကင်းချင်းပြီးနောက်တန်းအမိသားစုနဲ့အများဆုံးပြန်လည်ပေါင်းဆက်နိုင်ပါစေစုံစည်းနိုင်ပါစေလို့မေတ္တာကိုဆုတောင်းပေးတယ်ပြီးကြောက်အောင်ခန်းထဲမှာတယောက်တည်းအဲ့